ံသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ရှင်လွဲပါစေနှစ်ထောင်၂၅ခုနှစ်အောက်တိုဘာလ၂၁ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တနေ့ကနေ့သာသမီများအတွက်ဒီနေ့မှာ အနောက်အရှက်အပြိုင်ဆိုင်နေနဲ့ကျုံတရားတတ်တယ်စကားပြောဆိုရတာညှင်းကုန်ရတာမျိုးတွေလည်းဖြစ်တတ်တယ်အလုတ်ထဲမှာလည်းမိမိနဲ့အယူအဆတွေကွဲလွဲနေပြီးတော့စန့်ကျင်ဘက်တွေဖြစ်နေတတ်တယ်အစင်မပြေတာမျိုးတွေလည်းတစ်ခုပြီးတစ်ခုကိုဖြစ်နေတတ်တယ်ကျမ်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီရေးမှာလည်းဝေးလေခေါင်းလေဖြစ်နေတတ်တယ်အိမ်အောင်ရေးမှာတော့တာရတယ်နော်အချိုးပေးတဲ့ကနန်းကတော့ 3နဲ့ခွန်ဖြစ်ပြီးတော့အချိုးပြီးတဲ့အရောင်မှာအနီရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဖျားမှာဖရဲသည်3စိတ်ကလူဖျားမှာဖြစ်ပါတယ်ရှင်။ခနီးရသားမိမိရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေက မှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်လွဲပါစေတနေ့လာဒါရမီများအတွက်တနေ့တာဟောစကန်ဖြစ်ပါရဲ့ငွေကြေးကံတွေကတနေ့လာဒါရမီများအတွက်ဒီနေ့မှငွေကြေးကံတွေတအားကောင်းနေတဲ့တဲ့မထင်မဖဲနဲ့လေငွေရေးကြေးတွေကအစုလိုက်ပြုံလိုက်ထုတ်လိုက်ထည့်လိုက်တွေဝင်လာတဲ့တဲ့သူများပြဿနာဒီနေ့မှ ိုပြက်တနာဖြစ်တဲ့အတွက်သတိထားနော်ရွှေမျိုးမိသားစုတက်တယ်လေဒီနေ့မှတခုပြီးတခုဆိုသလိုမျိုးဇက်တိုက် ပြဿနာဖြစ်တာမျိုးတွေစိတ်သောကတွေဂျုံပြရတတ်တယ်အလုံးနဲ့ပသက်ပြီးသွားရင်လည်းအလုံးထဲမှာစိတ်တွေမွန်းချက်နေတာစိတ်တွေလေနေတာစိတ်တွေလေနေတာမျိုးတွေဖြစ်တတ်တယ်ဂျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေအမှလည်းစိတ်အနောက်ရှက်ဖြစ်စရာတွေနဲ့ဂျုံပြရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နည်းနည်းခုန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှအဖြူရောင်နဲ့ အနက်ကြောင့်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာကိမုတ်နှစ်ချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်ခုနှစ်ရသားမိမိရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေတတ်တတ်စီလွဲပါစေ 2025ခုနှစ်အောက်တိုဘာလ21ရက်နေ့အင်္ဂါသာသမီများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်အင်္ဂါသာသမီများအတွက်ဒီနေ့မှာပညာရေးကိစ္စသင်တန်းကိစ္စတွေမှာ အခွင့်အရေးကောင်းတွေအခွင့်အလမ်းကောင်းတွေပေါ်လာတတ်တယ်သင်တန်းတက်ဖို့ပညာရေးကိစ္စတွေမှာဆရာကောင်းတမကောင်းတွေရှိက အထောက်ပံ့ကောင်းအကူအညီကောင်းတွေရရှိတတ်တယ်လက်ရှိရဲ့အလုပ်ကိုလည်းတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေလည်းကြုံတရတတ်တယ်ရစရာရှိတဲ့ငွေကြီးတွေကျွေဟောင်းမြေဟောင်းကျွေးမြေတွေလည်းမရည်ရွယ်ပဲမတင်မပဲနဲ့ဒီနေ့အတွက်ပြောင်းဝင်လာတတ်တယ်ကျမ်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ငါဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာ အဖြူရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရေရီယာအနေနဲ့မိမိအင်ရှိပြားမှာပဲပလာတာ ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေတက်တက်ဆင်အောင်ပြမပါစေ 2025ခုနှစ်အောက်တိုဘာလ21ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာကောင်းတဲ့အပြောင်းအလဲတွေနဲ့ကြုံတရတတ်တဲ့အလုံးအကိုင်းအခွင့်အလမ်းကောင်းတွေကထင်မှတ်မထမ်းလောက်အောင်ဒါကြီးကို ကောင်းနေတတ်တဲ့ဘာယာရှော့တွေဖြစ်တတ်တယ်နော်မိနဲ့ပတ်သက်တာလျှက်စနဲ့ပတ်သက်စနဲ့တဲ့လုပ်ငန်းတွေဆိုရင်ဒီနေ့မှာ အထူးသတိထားပြီးဆောင်ရွက်နော်ချစ်သူကမိမိကို အထင်လွဲခံရတာဆွဆွဲခံရတာမျိုးဒီနေ့အတွက်ကြုံရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့6နဲ့3ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်ကတော့ချက်သွေးအောင်နဲ့အနီးရင်းရင်းရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအိမ်ရှိဖျားမှာရှင်အေးကလူပေးရမှာဖြစ်ပါလိမ့်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတသက်စင်အောင်လွှဲမှာပါစေ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ဇာတာပရိသသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသသမီများအတွက်ဒီနေ့မှာ ရှစ်တွာခတ်တာနောက်ဆွာခတ်တာထိုင်ရခတ်ထိုင်ရခတ်ရှုံပြာခတ်တဲ့အခြေအနေမျိုးတွေဒီနေ့မှကျွန်ပြတတ်တဲ့အကြောင်းအဝယ်တွေလည်းဒီနေ့အတွက်တအားကောင်းနေနော်လက်တွေလည်းရှင်မဲဝေချေးကံလည်းဒီနေ့အတွက်မှအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါရဲ့ကျမ်းမာရေးအနေနဲ့သွားကြိုက်တဲ့သွားနာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကလန်ကတော့1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ အနီရောက်မဲဖြစ်ပါတယ်။ရတရားအနေနဲ့မိမိအရှိဖျားမှာစမူစာ၃ခုကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတတ်တတ်ဆင်းလွဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ21ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာဉာဏ်နဲ့ဝိရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ့်နေ့မျိုးဖြစ်ပါတယ်။စူးစမ်းရတဲ့လောက်လေဒီနေ့အတွက် အောင်မြင်မှုတွေတစ်ခုတစ်ခုဇက်တိုက်စုသူမျိုးခံစားရတတ်တယ်။ကွဲကွာနေတဲ့မိတ်ဆွေအဟောင်းဆွေမျိုးအဟောင်းတငယ်ချင်းအဟောင်းနေနေလဲပြန်လဲစုံစည်းရတတ်တယ်။ အချီးရမှလည်းတာရတယ်နော်ဂျမ်းမာရေးအနေနဲ့ရှင်ဘတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့အကြောင်းမှာအနီရောင်ပဲဖြစ်ပါတယ်ရတရားအနေနဲ့မိမိအရှိဖျားမှာလိန်မော်ဒီကလူပြရမှာဖြစ်ပါတယ်ရှင်ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောဆောင်နေမကောင်းတဲ့ဟောပြောချက်တွေတက်တက်ဆင်အောင်လွဲပါစေနောက်ထပ်25ခုနဲ့အောက်တိုဘာလ27ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအေးနေရာတိုင်းကင်းအဆောက်အဦများနဲ့ ပတ်သက်ပြီးသွားရင်အခွင့်အရေးကောင်းတွေအခွင့်အရေးဒူးတွေပေါ်လာတတ်တယ်မထင်မတတ်နေရာကနေပြီးတော့လေငွေရေးကြီးတွေဒီနေ့မှာအစူလိုက်ပုံလိုက်တွေဝင်လာတတ်တယ်ငွေကြီးကန်ကောင်းတယ်နော်ရှင်မျိုးသားချင်းများအတွက်ကိုလည်းဒီနေ့မှာဝမ်းသာစရာစိတ်ချမ်းသာစရာစကားတွေတည်င်းစကားတွေကြားရတတ်တယ်ကျမရဲ့အနေနဲ့မျက်စိတက်ပသက်ပြီးတော့စိတ်တော်ကတွေဒီနေ့မှာရောက်ရှိတတ်တယ်အချိုးပေးတဲ့ကနန်းကတော့ တင်းနဲ့ငါဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရောင်နဲ့အနီရင်းရင်းအရာပဲဖြစ်ပါတယ်။ရရရအနေနဲ့မိမိအိမ်ရှိပြားမှာအုံလို့ခေါ်ဆွဲကလူပေးရမှာဖြစ်ပါတယ်ရှင်။